မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကျူဆူလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ24ရက်နေ့မြမနွေဦးတော်လန်ရေးစိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဦးဆုံးတရင်နေနဲ့ဖလေတူရွာကစစ်တပ်စခန်း၃ခုတင်ပိုင်မှုစစ်ကောင်စီတပ်သား20ကျော်တည်းစစ်တုံးမှန်း30ခန်းဖမ်းပြီးစစ်ကောင်စီတပ်သား60ကျော်ထိုင်းဘက်ထွက်ပြေးရဲဘော်၃ဦးကြာဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းမြန်မာနယ်စပ်မြရီမြို့တောင်ဘက်ကပလဲတိုကျေးရွာမှာအခြေပြုတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်း၃ခုကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီးစစ်တုံးမှန်30ခန်းနဲ့လက်နက်ခဲယမ်းတွေအများပြားသိမ်းရခဲ့တယ်လို့အဲ့ဒီစခန်းသိမ်းတပ်ပွဲမြေပြင်ရောက်ခဲ့တဲ့ထောက်ဖို့ရဲဘော် AAC ကိုရဲမင်းကပြောပါရယ်စစ်ကောင်စီရဲ့ပလဲတိုကျေးရွာကပင်မခြေကုတ်တပ်စခန်းကုန်းနဲ့ပလဲတိုရွာကဖျားကုန်းမှာတပ်ဆွဲထားတဲ့စခန်းပြင်ရွာထိပ်မှာတပ်ဆွဲထားတဲ့စခန်းစုစုပေါင်းစခန်း၃ခုကိုသိမ်းပိုက်ရ ခဲ့တာလို့ကိုရဲမင်းကပြောပါရယ်။အာရစရာကြီးဗျလက်နက်တွေလည်းအများကြီးပဲအလောင်းတွေကတော့မီးရှို့ပေးထားလိုက်ပြီးတုံမှန်တွေက30လောက်ရှိတယ်။သူတို့ကိုထားတဲ့နေရာကိုပို့ထားပေးလိုက်ပြီးဖိုတာဘောကပြောထားတယ်မင်းတို့ထွက်ပြေးရင်ပြေးမပြေးရင်အပြေးတိုက်မယ်ဆိုတာလို့ကိုရဲမင်းကပြောပါရယ်။ဒါပေမဲ့စိတ်မကောင်းစရာတခုကစခန်းသိန်းတိုက်ပွဲအတွင်းမှာရဲဘော်သုံးဦးကြာဆုံးခဲ့တယ်လို့ကိုရဲမင်းကပြောပါရယ်။ဗလေတူရွာကတက်စခန်းတွေမှာစစ်ကောင်စီတပ်ကအင်အားတရာကျော်နဲ့တက်ဆွဲထားတာလို့သိရပါရယ်။ အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်အမျိုးသားကော်မတီတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကော်မတီတပ်မတော် PDF တွေစုပေါင်းသိမ်းပိုက်ထားတဲ့ဗလေတူရွာကစစ်ကောင်စီတပ်စခန်းတွေကိုထောက်ပို့ရဲဘော်တအုပ်ဖြစ်တဲ့ AAC ကိုရဲမင်းဟာဒီကနေ့မေလ24ရက်နေ့မှာတွားရောက်ခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံတာကိုင်ဖော့ဘရာမြို့နယ်အနီးကဗလေတူတပ်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကရှမန်နေမေလ23ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တော်လိုင်းဘူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ပလေတူတက်စကန်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်62ဦးဟာထိုင်းဘက်သို့ထွက်ပြေးလာခဲ့တယ်လို့ထိုင်းသတင်းဌာနခေါင်ဆော့ကဒီနေ့ဖော်ပြပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ခြံကိုဒီနေ့ခိုလုံခွင့်တောင်းခံခဲ့ပြီးလက်နက်ဖြုတ်သိမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းဌာနကဆိုပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်62ဦးအနက်17ဦးမှာထိခိုက်ဒဏ်ရာရရှိပြီး4ဦးမှာပြင်းထန်ဒဏ်ရာရရှိတယ်လို့သိရပါရယ် ဆလဘီအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာအရေးဆွေးနွေးရန်အစည်းအဝေးနှစ်ခုကျင်းပမည်ဟုအာဆီယံအတွင်းရေးမှူးချုပ်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။လာမည့်ရက်သရက်တွင်ကျင်းပမည်အာဆီယံထိပ်သီးအစည်းအဝေးပွဲမှကျင်းပမည်မြန်မာပြည်ရင်းစင်နယ်ပတ်သက်၍အစည်းအဝေးနှစ်ခုကိုမလေးရှားနိုင်ငံတွင်ကျင်းပမည်ဖြစ်ကြောင်းအာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ကာကိုဟွန်နာပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့မေလ22ရက်နေ့ကပြောဆိုခဲ့သည်။ပထမကြိမ်အစည်းအဝေးတွင်လက်ရှိဥက္ကဋ္ဌမလေးရှား၊ရခိုင်ဥက္ကဋ္ဌလာအိုနှင့်လာမည့်ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံတို့ပါဝင်မည် ဖြစ်ပြီးဒုတိယကြိမ်အစည်းအဝေးတွင်မူအဖွဲ့ဝင်နိုင်ငံများ၏နိုင်ငံသားရေးဝင်ကြီးများပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ဒါကမြန်မာနိုင်ငံအတွက်အထူးအယုံဆိုင်ရမယ့်အကြောင်းအရာတစ်ခုဖြစ်ပြီးအခြားကိစ္စရပ်တွေပါဝင်မှာမဟုတ်ဘူးလို့အာဆီယံတွေ့ရအတွင်းရေးမှူးချုပ်ကာကိုကင်ဝန်ကပြောကြားခဲ့သည်။သို့သောအစည်းအဝေးတွင်မြေတီအကြောင်းအရာများကိုဆွေးနွေးမည်ဖြစ်ကြောင်းကိုမူ၎င်းကပြောဆိုထားခြင်းမရှိပေ။အာဆီယံအနေဖြင့်အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက်၅ချက်ကိုလိုင်နာရန်စစ်ကောင်စီကိုပြောဆိုထားတော့လေတိုးတက်မှုတစုံတရာမရှိသေးခြင်းကြောင့်စစ်ကောင်စီကိုအာဆီယံနဲ့သက်ဆိုင်သည့်အစည်းအဝေးများတက်ရောက်ခွင့်တားမြစ်ထားကြောင်းသိရသည်။လာမည့်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး ွေကိုမေလ26ရက်နေ့28ရက်နေ့များတွင်မလေးရှားနိုင်ငံ၌လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်ဆလဘီဝလန်မြို့နယ်ပအဖတောင်ကမြို့သားနဲ့မြေမဖြစ်သူတို့တနက်အချက်များစွာပြစ်ခတ်ခံရပြီးတေဆုံဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဝလန်မြို့နယ်ရွာသားကြီးတိုက်နယ်တမာကုန်းကြီးရွာနီးလဲတဲ့တကူမှာမေလ23ရက်နေ့မနေ့ကညပိုင်းဝလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖတောင်ကဦးမျိုးအောင်ကိုနဲ့ မြမဖြစ်သူတို့တနက်နေ့အချက်ပေါင်းများစွာပြစ်ခတ်ခံရပြီးတေဆုံတယ်လို့ဒေသခံတရင်ရှင်မြစ်တွေက MFP ကိုပြောပါရယ်ဝက်လက်မျိုးနဲ့ပါအဖတောင်ကန်ဦးမျိုးအောင်ကိုနဲ့ညမဝန်ခွဲတော်ဆက်သူအမျိုးသမီးတို့နှစ်ဦးဟာတမကုံချင်းရွာအနီးကလဲတဲ့တကူမနေထိုင်စဉ်ပြစ်ခတ်တပ်ဖြတ်ခံရတာဖြစ်ပြီးတနက်တန်ရအချက်ပေါင်းများစွာတွေ့ရတယ်လို့အနာရေးကိုတွားရောက်ခဲ့သူဝက်လက်မျိုးနဲ့လာတော်ရွာတိုက်နယ်တဲ့ဒူတောင်ကန်ကပြောပါရယ် ခန်းနဲ့ပဲပြက်သွားတာဗျနှစ်ယောက်စလုံးအမျိုးသားကအမျိုးသမီးရောအချက်ပေါင်းတော်တော်များများစွာပြက်သွားတဲ့အနေထားဗျဘသူကပြက်ခတ်တယ်ဆိုတာအတိအကျမသိရသေးပေမယ့်တမောင်ကုန်းကြီးရလဲတော်တွေတဲ့ရွာသားကြီးကြီးရွာတွင်ထိုင်ချတက်ဆွဲထားတဲ့စစ်အုပ်စုတို့စစ်ကြောင်းထိုးစင်းနေဝင်ရောက်မှုရှိတာကြောင့်စစ်အုပ်စုနဲ့စစ်ကြောင်းတွေတို့ကဖမ်းဆီးတပ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ဝန်လက်မြို့နယ်လာတော်ရွာတိုက်နယ်တဲ့ဒုတာဝန်ခံဦးထွန်းဝေကပြောပါရယ် ကျွန်တော်တို့ယူဆရတာကကျွန်တော်တို့မြို့နယ်ကပြူစောတိကင်းစင်တဲ့နေမည်ဖြစ်တဲ့အတွက်ပြူစောတိလို့ကျွန်တော်မယူဆဘူးကျွန်တော်ကတော့အများဆုံးကျူးလွန်သူကစစ်တပ်လို့ယူဆတယ်စစ်ကောင်စီလက်ချက်လို့သုံးသက်တယ်စစ်အုပ်စုဟာအင်အားများပြားနဲ့စစ်ကြောင်းထူတာမျိုးမဟုတ်ဘဲကင်းမုံတဘောမျိုးအင်အားနဲ့ငယ်နဲ့လေတော်တွေပဲဝင်ဝင်ရင်တွေ့ရတဲ့သူကိုပြတ်တက်သွားတာမျိုးဖြစ်နိုင်တယ်လို့ဦးထွန်းဝေကပြောပါတယ် ဝက်လက်မျိုးနဲ့ပါပါတောင်ကဦးမျိုးအောင်ကိုဟာစီဒီအန်တရားလွတ်တော်ရှင်နေသူဖြစ်ပြီးတိတ်ဆုံးတဲ့သူတို့နှစ်ဦးဟာတော်လန်ရေးစတင်ချိန်ကလေးကတော်လန်ရေးမှာတက်ကြွစွာပါဝင်သူတွေဖြစ်တယ်လို့ဦးထွန်ဝေကပြောပါရယ်။ရန်ညိုးရန်စားရှိတဲ့မကြမီပါဘူးသူကစီဒီအန်လှူထားသူဖြစ်တယ်ဝက်လက်တိုက်နယ်ကအားလုံးတာဝန်ရှိသူဖြစ်တယ်။တိတ်ဆုံးရတဲ့အကြောင်းရင်းကို MFV အနေနဲ့လည်းအတိမပြုနိုင်နေပါဘူး။ မန္တလေးရွှေဘိုကားလမ်းပေါ်ကလူစီကားရဲ့ရွာသားကြီးရွာကို2022ခုနှစ်နှစ်ကုန်ပိုင်းကစလို့စစ်အုပ်စုကစီးနေကအထိုင်စခန်းဖွင့်ထားပြီးဒေသခံတွေကိုဖမ်းဆီးငွေညစ်တာလူရက်တာထင်းနှိုင်းကျဲတက်ဖြတ်တာမီးရှို့တာတွေကြောင့်ပြည်သူတွေရွာထဲမနေရဲပဲရွာလုံးကျွတ်ထွက်ပြေးနေရပါတယ်။ရွာသားကြီးရွာတွေကစစ်အုပ်စုဟာရှိတ်ခါပြက်ပြင်းငတ်လာတိုင်းပြည်သူပိုင်ပစ္စည်းတွေကိုလူရက်တာလက်နက်ပြမိုက်ကြီးခွဲငွေညစ်တာတွေလုပ်လို့ရှိပြီးခိုးရပါပစ္စည်းတွေနဲ့စားတောက်နေထိုင်ကြတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မွန်တန်းနှခုပေါင်းစည်းခြင်းမှာတော်လန်ရေးလမ်းမှန်ဖြစ်ကြောင်းတည်ရနယ်လီပြောဆိုရတဲ့သတင်းပဲဖြစ်ပါရှင်။ မွန်ပြည်သက်ပါတီ NNSPAD နဲ့မွန်ပြည်လူမျိုးရေးတပ်မတော် MLA တို့ပေါင်းစည်းပြီးရမညမွန်တပ်မတော် RMA ကိုဖွဲ့စည်းလိုက်ခြင်းမှာမွန်လူမျိုးတို့အတွက်မှန်ကန်သောတော်လှန်ရေးလမ်းကြောင်းပေါ်ရောက်လာခြင်းဖြစ်ကြောင်းတောင်းတက် DNL ကထုတ်ပြန်သည်။အဆိုပါရမညမွန်တပ်မတော်ကိုယနေ့မေလ24ရက်နေ့တွင်ပေါင်းစည်းထူထောင်လိုက်ခြင်းဖြစ်ပြီးရှင်ပေါင်းစည်းမှုကိုမွန်ပြည်သူနှင့်အတူ DNL ကလည်းကြိုဆိုကြောင်းထုတ်ပြန်ထားသည်။ မြမပြည်သူလူထုအောင်ဆိုးရွားစွာတက်ပြန့်နေတဲ့ဆက်အာနာရှင်ကိုပြည်သူတရေလုံးကသက်ဆိုင်ရာဒေတာအသေးသေးရင်းရရလက်နက်ဆွဲကင်တော်လန်နေကြရာအဖိနှိတ်ခံပြည်သူလူတွေအမြင့်ဆုံးတော်လန်ရင်ကာလအခြေအနေတို့ရောက်ရှိလာပြီဖြစ်ကြောင်းတရေနယ်လေးကဆိုသည်ရှင်ကြောင့်မြမပြည်တွင်ရှိမွန်ဝတအောင်တို့ပါဝင်သည့်မွန်ခမမျိုးနွယ်စုရုံးနေဖြင့်သက်ဆိုင်ရာလူမျိုးစုများကိုစီယုံကမိမိတို့နေမည်ဒေတာနှင့်ပြည်သူလူထုကိုကာဝယ်ဆောင်ရှောက်ရန်အရေးချင်းပြေဝပြီးခိုင်မာအကောင့်သည့်လက်နက်ကင်တပ်ဖွဲ့ကိုချစ်လက်သိသိစွာဖွဲ့စည်းလှုပ်ဆောင်ရန်လိုအပ်ကြောင်းထုတ်ပြန် ချက်တွင်ရေးသားထားသည် TNL အနေဖြင့်လည်းရမညမွန်တမရောအောင်ဘဝတူမဟာမိတ်တော်လိုင်းအဖွဲ့ဖြစ်တမကတော်လိုင်းရှိမန်းချက်ပန်းနိုင်အောင်မြင်ရန်ပူပေါင်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည် TNL သည်မြန်မာနိုင်ငံရှိအင်အားကြီးတော်လိုင်းတပ်ထဲတွင်ပါဝင်နေပြီး2029စစ်စင်ရေးနောက်ပိုင်းရှမ်းပြည်မြောက်ပိုင်းကဆက်နှမျိုးအထိတင်ပိုက်ထားပြီးလက်ရှိတွင်လည်းစစ်ကောင်စီနှင့်တိုက်ပွဲများဖြစ်နေသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ထိုင်းရဲအရာရှိများစီလာတော့ရဟယင်ပြက်ကြရဲအရာရှိသုံးဦးတည်ဆုံးဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရှင် ထိုင်းရဲရာရှိများစီလာသောရဟယင်တစီသည့်ရှင်နေမေလာ24ရက်နေ့မွန်လင်းတနာရီ7မိနစ်ခန့်မှာပြတ်ကျခဲ့မှုကြောင့်ရဲရာရှိ3ဦးသေဆုံးခဲ့ကြောင်းထိုင်းသတင်းများကဖော်ပြသည်ရဟယင်ဘလ212ဒီပရာချုခီခန်းခိုင်မှာပြတ်ကျခဲ့ခြင်းဖြစ်ပြီးရဲရရှိသုံးသေဆုံးကြောင်းရဲရရှိတို့ကမှလေဒီပြင်ခုံစင်းလွမြောက်ခဲ့ကြောင်းဆိုသည်သေဆုံးသွားသောရဟယင်မှုရဲရရှိတို့ဖြစ်သည့်ရဲမှုကြီးပရာတောင်ချုလဲရဲရရှိစွန်ပုံပုံချိုင်းနေ ရဲရရှိတူနာခရစ်ဆူနာဝါနိုင်တို့ဖြစ်ကြောင်းထိုင်းသတင်းဌာနများကဖော်ပြသည်အဆိုပါရဟယင်တစ်စင်းလုံးမှာမီးလောင်ပျက်စီးသွားခြင်းကြောင့်ရဟယင်မူနှစ်ဦးနှင့်ရဲရရှိတူတို့သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်လေတီးနှင့်ခုံချလွမြောက်သွားသောရဲရရှိကမူစေကူတမှုခံယူနေရပြီးလက်တလောချီနေများကိုမသိရသေးကြောင်းဒေသသတင်းများကဖော်ပြသည်အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးထိုင်းရဲကျောက်ခီတရီပန်ပက်ကလည်းဝန်ထမ်းကြောင့်ထုတ်ပြန်ထားသည်